င်ကြီးမကြသူအလုံးမဲမင်္ဂလာပါဒါကတော့ကျင်း20အတွက် 3D 3D ဖြစ်နိုင်ခြေလေးတွေဆိုတော့ဒါထိတ်နဲ့အလဲတိုက်ဆိုင်မှုကောင်းကောင်းလေးတွေရှိနေတယ်ဒါထိတ်နဲ့အလဲယူဆမှုလေးအရင်ယူဆမယ်ဒါပထမထိတ်ဖြစ်နိုင်ခြေဒါ3ချိန်3ချိန်မြောက်ယူဆကြည့်ထားတာအပေါ်2ချိန်ဖြစ်ခဲ့တဲ့အတိုင်းဒါတွင်ခြင်းမှုရှိတာစုံစည်းမှုရှိတာဆက်ပြီးတော့ယူဆမယ် ဒီနှလုံးပေါင်းခြင်းကဒီလိုသုံးလုံးပေါင်းခြင်းငါးလိုဖြစ်တယ်ဆိုရကတာသုံးထိတ်တော့ဒီဒီပုံစံနဲ့ဖြစ်ထားတဲ့ဒီသုံးထိတ်ဟာဒီသုံးလုံးပေါင်းခြင်း6ဒီလိုသုံးလုံးပေါင်းခြင်း6ဆိုပြီလေဒီလိုထပ်ပြီးတော့စုံစည်းမှုရှိထားတယ်သုံးထိတ်တော့အဲ့ဒီပုံစံအတိုင်းပဲဒုတိယအကြိမ်မှာလေဒီနှလုံးပေါင်းခြင်းကိုဒီသုံးလုံးပေါင်းခြင်းကိုဆိုရကတာကိုထိတ်ဒီပုံစံနဲ့ ဖြစ်ထားတဲ့ကိုထိတ်ဟာဒီသုံးလုံးပေါင်းခြင်းတုံညာဒီသုံးလုံးပေါင်းခြင်းတုံညာဆိုပြီးတော့ဒီလိုစုံစမ်းမှုရှိတာကိုထိတ်သုံးထိတ်ကိုထိတ်ဒီပုံစံလေးနဲ့ဖြစ်ထားတယ်အဲ့ဒီလိုပဲတာသုံးချိန်အထိသူကလည်းဒီလိုနမှုဆုံးစုံစမ်းမှုလေးနဲ့ရှိတဲ့ကနန်တလုံးဒီနှလုံးပေါင်းခြင်း၄ဒီသုံးလုံးပေါင်းခြင်း၄ဒီလိုဖြစ်မယ်ဆိုရင်ကိုထိတ်ဒီပုံစံနဲ့ဖြစ်ထားတဲ့ကိုထိတ်ဟာ ဒီသုံးလုံးပေါင်းခြင်းနှစ်ဒီသုံးလုံးပေါင်းခြင်းနှစ်ဆိုပြီးတော့ဒီလိုအသုံးချိန်နှမှုစုံလေးနဲ့ဆက်ပြီးတော့ဖြစ်နေတယ်ကိုထိတ်တလုံးဒီလိုယူဆတယ်ပြီးတဲ့အခါအလက်တလုံးအလက်တလုံးကဒီသုံးလုံးပေါင်းခြင်းကိုဒီသုံးလုံးပေါင်းခြင်းကိုဒီလိုသုံးလုံးကိုဆိုရကတာငါအလက် ဒီပုံစံနဲ့ငါအလယ်ယူဆလို့ရတယ်လို့ဒီတုံလုံးပေါင်းချင်းငါငါအလယ်ဝင်တယ်လို့ဒီလိုယူဆရင်လည်းဒါနှမှုဆုံးစုံစည်းမှုရှိနေတာပဲသူကလည်းဒီလိုနှမှုဆုံးစုံစည်းမှုလေးရှိနေတယ်ပြည့်တဲ့ကဒုတိယကြိမ်ခုံအလယ်ဒီတုံလုံးပေါင်းချင်းခုံ ဒီလိုသုံးလုံးပေါင်းရင်ခွန်ဒါခွန်လေအဲ့ဒီခွန်လေရလဲဒီလိုသုံးလုံးပေါင်းချင်းခွန်ခွန်လေဒီလိုနှစ်မူဆောင်လေးတွေဖြစ်လာသုံးချိန်ထိလဲတော့ဒီပုံစံလေးတိုက်ဆိုင်မှုရှိတယ်ဒီသုံးလုံးပေါင်းချင်းတန်ဖိုး2ဒီလိုသုံးလုံးပေါင်းချင်းတန်ဖို့နှစ်ဖြစ်မယ်ဆိုရင်ခွန်လဲဖြစ်မှာဒီခွန်လဲရလဲဒီမှာဒီလိုသုံးလုံးပေါင်းချင်းခွန် ခေါ်ရမယ်ဒီလိုစုံစည်းမှုလေးရှိနေဆိုတာရှေ့တွဲကိုခွန်သူ့အပေါ်တကွင်းကျော်မှလည်းကိုခွန်ဒီလိုလေးဖြစ်တာဆိုတော့ဒါကလည်းသူကဒီပုံစံတိုက်ဆိုင်မှုလေးရှိဒီမှာရှစ်ထိပ်ဖြစ်တယ်နှလုံးပေါင်းခြင်းရှစ်သုံးကားလို့ဖြစ်သွားတယ်၆ထိပ်ဖြစ်တယ်နှလုံးပေါင်းခြင်း၆ကိုခွန်လို့ဖြစ်သွားတယ်ဒီမှာ၆ထိပ် နှလုံးပေါင်းရင်6 9ခုဒီယူဆမှုလေးရဲ့3ချိန်မှန်ပြီးသားဖြစ်စဉ်လေးဒီမှာ3 3ချိန်ဒီနှလုံးပေါင်းခြင်း3ဆိုပြီးတော့ဒီလိုလေးတွေဖြစ်ထားတယ်ဆိုတော့ကိုထိတ်ခုံလည်းစုံစည်းမှုကောင်းတယ်ဒီရှင်းနှလုံးပေါင်းခြင်း6ဖြစ်နေခြင်း ਨੇ ဒီအတွက်ကိုယူဆလိုက်တယ်ရှင်းနှလုံးပေါင်းခြင်းတန်ဖို့6ကိုခုံ ကိုထိတ်ခွန်လည်းနဲ့ဒီကိုခွန်တွဲနဲ့နောက်ပိတ်နောက်ပိတ်ဖြစ်နေကြီးကောင်းနေတာဖြစ်နေကြီးနှစ်ခုဖြစ်နေကြီးနှလုံးယူဆထားတယ်ဒါပထမတလုံးပထမတလုံးဒီလိုယူဆလိုက်တာသူကတည်းကဒီ၃လုံးပေါင်းချင်းတန်ဖို့988 3လုံးပေါင်းချင်း1ဒီမှာဒီနှလုံးပေါင်းချင်းတန်ဖို့1ဆိုတော့ခါတာ6ပိတ်ဒီလို6ပိတ်ဖြစ်တဲ့ချိန်မှာဒီပုံစံလေးတာအလယ်နဲ့ အလယ်နဲ့အပိတ်အချိတ်အဆက်ပေါ့သူကဒီလိုလေးရှိတယ်ဒီတုံးလုံးပေါင်းခြင်းခွန်ဒီတုံးလုံးပေါင်းခြင်းခွန်ဆိုရက်က6 5လည်း6 6ပိတ်ဒီလိုဒီလိုအချိတ်ဆက်လေးရှိတယ်ဒုတိယအချိန်မှာလည်းအဲ့လိုပဲဒီမှာ5 3 6သုံးလုံးပေါင်းခြင်းတန်ဖိုး၄ဒီမှာနှလုံးပေါင်းခြင်းတန်ဖိုး၄ဆိုရက်က10ပိတ်10ပိတ်ဖြစ်တဲ့အချိန်မှာသူကတော့ အလယ်နဲ့အပိတ်နဲ့ဒီလိုချိတ်ဆက်လေးသူကလည်းကွတ်တီပြစ်တာပဲသုံးလုံးခွန်ဒီမှာသုံးလုံးခွန်ဒါသုံးလုံးပေါင်းချင်းတန်ဖိုးနှစ်ခုဒူညင်းမှုဖြစ်ပြီးတော့ဒါချိတ်ဆက်ဖြစ်သွားတယ်အဲ့ဒီလိုပဲဒါသုံးချိန်အထိဒီသုံးလုံးပေါင်းချင်းတန်ဖိုးဒီသုံးလုံးပေါင်းချင်းတန်ဖိုးနှစ်ဒီလိုနှလုံးပေါင်းချင်းတန်ဖိုးနှစ်ဖြစ်မယ်ဆိုရင်ဒါ6ပိတ်တလုံး ဒီတိုင်းဒီပုံစံတိုင်းဆက်ဖြစ်မယ်ဆို6ပိတ်တလုံးဖြစ်မှာဆိုတော့ဒီ6ပိတ်ဒီ6ပိတ်ကလည်းသူကပေါ်နှစ်ကြိမ်လိုပဲအလက္ခဏာနဲ့သူကချိတ်ဆက်လေးဒီလိုရှိတယ်ချိတ်ဆက်လေးမိတာပဲဒီ3လုံးနှစ်ဒီ3လုံးနှစ်ဆိုတော့6ပိတ်ဆိုတော့ဒီနေရာမှာ6ခုကိုခုကို6တွေဘလူပြန်နေတာပဲ6ခု6တွေဆိုတော့ဒီမှာလဲ6ခု6ဆိုတဲ့ကဏ္ဍ ဒါကဏ္ဍကဏ္ဍသုံးလုံးတွဲအဲ့ဒီသုံးလုံးတွဲကလည်းသူ break နေနဲ့ထပ်ပြီးတော့ရှင်းနေတော့ဒါသုံးလုံးစလုံးပြန်ပြီးတော့မှချိတ်ဆက်ယူမယ်ဆိုရင်ဒီလိုယူလို့ရတဲ့ပုံစံလေးရှိတယ်ဒီနှလုံးပေါင်းခြင်းလေးဒီသုံးလုံးပေါင်းခြင်းလေးဆိုတော့ကဒါ break လေးပေါ့356 break လေးဖြစ်သွားတယ်အဲ့လိုပဲသူ့အောင်နှစ်ကွင်းကျော်အဲ့သူ့အောင်တစ်ကွင်းကျော်ဒီမှာ ကိုခွန်ရှစ်ဆိုတဲ့ကဏ္ဍနဲ့ဒီမှာဒီနှလုံးပေါင်းခြင်း၄ဒီသုံးလုံးပေါင်းခြင်း၄ဆိုတဲ့ကတ္တဘရိလေးကိုခွန်ရှစ်ဖြစ်သွားတယ်။အဲ့ဒီလိုပဲတာအဲ့ဒီပုံစံအတိုင်းသူကချိန်ဆမိတယ်။ဒီနှလုံးပေါင်းခြင်းတန်ဖို့၄ဒီသုံးလုံးပေါင်းခြင်းတန်ဖို့၄ဒါဆိုရင်လားနှစ်ဘရိကိုခွန်၆ဆိုတဲ့ကဏ္ဍတစ်ခွက်ဒါသူ့ကိုတစ်ခွက်ကောင်းနေတယ်ယူဆလို့ရတယ်။ပြီးတဲ့ခါတာ ကပ်ပင်ယူဆမှုမှာယူဆခဲ့တယ်ဒါ break break ယူဆလို့ရတဲ့ပုံစံကဒီတကွင်းကျော်အနေထားမှာလည်း तू ကယူဆလို့ရတယ်ဒီသုံးလုံးပေါင်းခြင်း၄ဒီမှာသုံးလုံးပေါင်းခြင်း၄ဒါ lib break ဒီလိုယူဆမယ်ဆိုရင်လည်း तू ကအပေါ်နှစ်ချိန်မှာမှန်ထားတာဒီသုံးလုံးပေါင်းခြင်း၄ဒီသုံးလုံးပေါင်းခြင်း၄ဒီလို သုံးလုံးပေါင်းချင်းတန်ဖိုးနှစ်ခုတူတယ်ဒါ break ယူဆလို့ရတယ်ဆိုတော့ပုံစံယူမယ်ဆိုရင်လည်း तू ကပေါ်နှစ်ချိန်မှာဒီလိုကန့်ညင်မှုရှိတယ်ဆိုတော့ဒီတစ်ချိန်မှာလည်းဒါ तू ကသုံးလုံးပေါင်းချင်း6ပါဒီမှာ तू ကသုံးလုံးပေါင်းချင်း6 6 break ဆိုပြီးတော့မှ तू ကလည်းဖြစ်သွားမယ်ဆိုရင်ဒါအရန်သဘောနဲ့ထက်ချင်းထက်မထက်ချင်းနေအရန်သဘောဒီလိုလေးထက်လို့ရတယ်ကိုယ်ခွန်တွဲနဲ့ဆိုရင်ဒါကိုယ်ခွန်တုံညာပြီးတော့ နောက်ကခွန်ချက်အတွဲနဲ့ဆိုရင်3ခွန်ချပြည့်တဲ့ခါကကိုထိတ်6ပိတ်နဲ့ဆိုရင်ဒါကိုတစ်6ဒီလိုကနန်း3ခွက်ကိုပါဒါထပ်ပေါင်းပြီးတော့မှရေးစားလို့ရတယ်ဆိုတော့အဓိက main main အနေနဲ့တကွက်ကောင်းကွက်တိကွက်တိစုံစည်းပြီးတော့မှကောင်းတာကတော့ကိုခွန်6ပဲဒီ3ခွက်ကတော့အရင်တော့ထည့်လိုက်တာဆိုတော့ဘီယူဆထားတဲ့အတိုင်း ကွတ်တီဆက်ဖြစ်ပါစေအချိန်20မှာတက်တက်ကြပြီးကံကောင်းကြပါစေဆုတောင်းပေးပါရယ်ပြီးတော့ဒီကိုခွန်တွဲကိုနောက်ထပ်အပိတ်ဖြစ်နေကြီးတစ်လုံးနဲ့ထပ်ပြီးတွဲအောင်မယ်နောက်ထပ်အပိတ်ဖြစ်နေကြီးတစ်လုံးကဒီလိုယူဆထားတာဒီသုံးလုံးပေါင်းခြင်းခွန်ဒီလိုသုံးလုံးခွန်ဒီလိုသုံးလုံးပေါင်းခြင်းတန်ဖိုးနှစ်ခုဒီလိုတွင်ရင်မှုဖြစ်တယ်ဆွဲကြတာ6အပိတ် ဒီလို6ပိတ်ဖြစ်တဲ့ချိန်မှာသူကလိုက်တာအလယ်နဲ့အပိတ်နဲ့ပြန်တွဲတဲ့နောက်ပေါင်းချင်းတံပေါ်တစ်ခုတွင်ရင်မှုဒီလိုရှိတယ်ဒီ၃လုံးကိုဒီ၃လုံးကိုဆိုတော့တာငါအလယ်6ပိတ်ဒီလိုပေါင်းစပ်မှုရှိသွားတယ်အဲ့ဒီလိုပဲဒုတိယချိန်ဒီ၃လုံး၈ဒီလို၃လုံး၈ဒီလိုဖြစ်တဲ့ချိန် ရှစ်ပိတ်ပေါ့ဒီပုံစံနဲ့တည်းရှစ်ပိတ်ယူဆတဲ့အချိန်မှလည်းရှစ်ပိတ်လို့ဖြစ်တဲ့အချိန်မှလည်းဒီသုံးလုံးပေါင်းခြင်းဒီဒီသုံးလုံးပေါင်းခြင်းဒီဆိုပြီးတော့နောက်နှလုံးအချိန်ဆက်မှုနဲ့ဒီလိုပေါင်းစုံမှုချိန်ဆက်ပေါင်းစုံမှုရှိတယ်ပေါ့အဲ့ဒီတိုင်းတည်းသုံးချိန်ထိလည်းသူကဒီလိုပေါင်းစုံမှုရှိတယ်ဒီသုံးလုံးလေးဒီသုံးလုံးလေးဒီလိုဖြစ်မှဆိုရင်ကိုယ်ပိတ်တယ်လို့ဖြစ်မှာ ဒီလိုကိုပိတ်ဒီပုံစံနဲ့ကိုပိတ်ဆက်ပြီးတော့ဖြစ်ဒီပုံစံလေးရတယ်တာကွတ္တိတံဆုံးစည်းမှုလေးကွတ္တိကြဒီသုံးလုံးနှစ်ဒီလိုသုံးလုံးနှစ်ဆိုရခါခွန်ခွန်အလိုင်းနဲ့ကိုပိတ်နေဒီလိုချိတ်ဆက်လေးဖြစ်တော့မြင်ဆိုရတာကိုခွန်ကိုဒီလိုကနန်းတကွယ်ရတယ်ဒီလိုဒီရှင်းတလုံးပေါင်းခြင်း6ကိုထိတ်ခွန်အလယ်နဲ့ ဒါအပိတ်တလုံးကိုထပ်ပြီးတော့ပေါင်းဆိုင်ရင်ဒီလိုယူဆလို့ရတယ်ဆိုတော့ဒီ6ခွန်8ရှေးတွဲ6ခွန်ဖြစ်နေကြီးကိုကြိုက်တယ်ဆိုရင်ဆယ်ကွက်တာထိုးချလာအဲ့ဒါအဲ့ဒါလုံးဝလုံးဝပြည့်စုံလုံလောက်တယ်ပြီးတဲ့အခါရှေ့မှာယူဆခဲ့တဲ့ဒါ break ယူဆမှုနှစ် break ဖြစ်နေကြီးယူဆမှုကတစ်ခုပြီးတော့ဒါ6 break ဖြစ်နေကြီးယူဆမှုကတစ်ခုဒီလိုလေးရှိတယ် ဆိုတော့ဒါ6နှစ်ပြိတ်နဲ့ဆိုရင်ပထမယူဆမှုက6.6 6.6ဆိုပြီးတော့ယူဆထားတဲ့နှစ်ပြိတ်အခုဒီမှာ6.9နောက်တွဲရလဲဒီလိုကောင်းနေပြန်ရောဆိုတော့သူ့ဒါ6.9ဆိုပြီးတော့ဒါနှစ်ပြိတ်တခုနဲ့တဲ့ရမ်းမဆိုရင်လဲဒါရန်တဲ့နဲ့ကနန်းပဲပြည့်တဲ့ခါတာ6.9ဒါကိုတိတ်ကိုပိနေဒီလိုဒီလိုယူမဆိုရင်လဲဒါ ယူလို့ရတယ်ပြည့်တဲ့ကာ6ပြိနဲ့ဆိုရင်ကိုခွန်3ညဆိုပြီးတော့ရှေ့မှာလဲတကွက်ယူပြီးဒီမှာ3ညခွန်9ဆိုပြီးတော့လဲသူ့ဟာထည့်ချင်ရင်ထည့်လို့ရတယ်ပြီးရင်ကိုရှိကိုဒါဒါက2ပြိနဲ့ဒါက6ပြိနဲ့ဒီဒီကနန်းဖြစ်စဉ်ကိုဒီလိုအပြောင်းလဲလေးတွေပေါင်းစပ်ပြီးတော့ထပ်ပြီးတော့ယူဆလို့ရနိုင်တယ်ပြည့်တဲ့ကာကိုခုကို ခွန်6နဲ့ကိုခွန်6ကိုခွန်6နဲ့ကိုခွန်9ဒီကနေ့နှစ်ကွက်ကတော့ဒါ main အနေနဲ့ယူဆထားတဲ့ကနေ့နှစ်ကွက်နောက်ထပ်ဒီအသေးလေးတွေနဲ့ထည့်ပေးထားတာ break ဖြစ်နေရေးလေးတွေနဲ့ပေါင်းဆက်ပြီးတော့ထည့်ပေးထားတာအဓိကထိုးအောင်မှာတော့ကိုခွန်6နဲ့ကိုခွန်9ယူဆထားတဲ့အတိုင်းကွက်တီဆက်ဖြစ်ပြီးတော့တက်တက်တိုးပြီးအချိန်20မှာကန်ကြီးကြီးကောင်းနိုင်ကြပါစေဆုတောင်းပေးပါတယ် ကျွန်တော် channel ကို subscribe မလုပ်ထားရသေးလို့လုပ်ထားခြင်းနဲ့ဆိုရင်လုပ်ထားပေးပါဖြစ်နိုင်မယ်ဆိုရင် VPN ခံပြီးတော့ကြီးပေးပါတည်တည်ချာချာနားလည်အောင်ကြီးပြီးတဲ့အခါမှာရွေးချယ်တော့ပါယူဆထားတဲ့အတိုင်းဆက်ဖြစ်ရင်ကွက်တီဆက်ဖြစ်ပါလိမ့်မယ်ကွက်တီဆက်ဖြစ်ပြီးကံကောင်းကြပါစေလို့ပဲဆုတောင်းပေးပါတယ်